တူဝိပုကိုမောင်နှမရောက်စီတိုင်းကိုလည်းကျေးဇူးတင်တယ်အာပြီးတော့ဒီအစီအစဉ်ကို အများရန်ကြည့်ရှုနားဆင်ခွန်အားယူခွန်အားပေးတဲ့အာညီကိုမောင်နှမရောက်စီတိုင်းကိုလည်းကျေးဇူးတင်တယ်လို့ပြောကြားချင်ပါတယ်ဒီကနေ့ကျွန်တော်တို့အာဒီဝိပုကိုဝင်အစီအစဉ်မှာဒီဝင်ငါရမယ့်နှုတ်ကပတ်တော်ကတော့ဒီရှေဘိုးဘေးများနဲ့ပရောဖက်များစာအုပ်အခန်းကြီး25ထဲကနေဖြစ်တဲ့ခေါင်းစဉ်ကတော့အေဂုဒုပြိမထွတ်မြောက်ခြင်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ဒီကနေ့ အာအလွတ်ကျမ်းချက်အတွက်ကတော့ကျွန်တော်ရွေးချယ်ထားတာကတော့ခုနကဆရာနေလင်းအောင်ဖတ်သွားတဲ့အတိုင်းပဲအာကပ္ပဦးကျမ်းခန်းကြီး15ဟငယ်73နဲ့74မှာတွေ့ရတယ်။ထာဝရဘုရားကလည်းသင်ဤအမျိုးအနွယ်သည် သူတပါးပိုင်သောပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်သူတပါးတို့၌ကြုံခံခြင်းနှိမ့်ဆက်ခြင်းဆဲခြင်းကိုနှစ်400ပတ်လုံးခံရလိမ့်မည်ကိုအမှန်တိမလော့သူတို့ကိုစေခိုင်းသော လူမျိုးကိုလည်းငါစီရင်မည်ထို့နောက်မှသူတို့သည်များစွာသောအဥ္စာနှင့်ထွက်ကြလိမ့်မည်ဆိုပြီးမှ ကပောင်းညာ15မှာပေါ်တက်ထားပါတယ်အဲ့ဒါကိုတော့ကျွန်တော်တို့ဒီအာထွန်းကျော်အခန်းကြီး7မှာပေါ့နော်အာပြည့်စုံသွားတာပေါ့နော်ထွန်းကျော်အခန်းကြီး7မှာတော့အဲ့ဒီကပောင်းညာ15မှာကြိုတင်ပြောထားတဲ့အရာကိုထွန်းကျော်အခန်းကြီး7မှာပြည့်စုံသွားတာကိုကျွန်တော်တို့တွေ့ရတယ်ဒီကျွန်တော်တို့အာသင်ခန်းစာကိုဖတ်တဲ့အခါမှာပေါ့နော်ဘာပြောတယ်လဲဆိုတော့သူတို့အာဒီဖတ်တကာပွဲအဲ့ဒီအာဖတ်တကာပွဲဖတ်တကာပဲပေါ့နော်အဲ့ဒီပွဲကို လောက်တဲ့ညမိုးလင်းတော့မှအချိန်မှာဆိုလို့ရှိရင်အဲ့ဒီဣတိတရလူမျိုးတွေတခါတည်းသူတို့ကပတ်တွေကိုစီးခောက်ပေါ့နော်ကပတ်တွေစီးထားပြီးတော့ဖနက်တွေကိုဖနက်တွေကိုခြီထားပြီးတော့တောင်မွေးတွေကိုကာပြီးတော့သူတို့အားလုံးကမတ်တက်ရက်ပြီးတော့တဲ့အဲ့ဒီထွက်ရမယ့်အချိန်ကိုစောင့်နေတယ်ပေါ့နော်ဒီမှာလူမျိုးအိမ်ငိုက်တဲ့သူထိုင်တဲ့သူမရှိဘဲနဲ့အကုန်လုံးကတခါတည်းအစင်သင့်ဖြစ်ပြီးတော့မှထွက်ရမယ့်အချိန်ကိုအဲ့လိုမျိုးစောင့်နေတယ်သူတို့ကအာမနက်မိုးလင်းနေတဲ့အာဖရာသခင်ကမောရှိအားဖြင့်ပြောထားတယ်လေနော်။အဲဒီဖာရောဘုရားအနေနဲ့ကို လွတ်ချင်းခွင့်ကိုပေးမယ်ဆိုအဲ့ဒီအရာကိုသူတို့ရင်ခုန်စွာနဲ့တခါလေးနဲ့ကိုအားလုံးက ready နဲ့ကိုစောင့်နေကြတယ်တဲ့ပြီးတော့လည်းပေါ့နော်ဒီမှာဘာဘာဘာပေါ်ပြလဲဆိုတော့အဲ့ဒီဘေးရန်ကြီးတွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကြောက်တဲ့အချိန်မှာဆိုလို့ရှိရင်တဲ့အဒီဒီဟေပြဲလူမျိုးတွေပေါ့နော်သူတို့တွေကတခါလေးနဲ့ကိုစိတ်ထဲမှာဆိုလို့ရှိရင်တော့ယုံကြည်ခြင်းတွေသူတို့ကပူပူပြီးတော့တိုးပွားလာတယ်တဲ့ဒါပဲလို့အဲဂူရုလူတွေကတော့ကြောက်ရွံ့စိတ်တွေပူပူပြီးတော့ပေါ်လာတယ်တဲ့နော်တခါတလေကျွန်တော်တို့စဉ်းစားမိတာကဖျားတခင်ကတခါလေးဘာဖြစ်လို့ အာဟေဘက်လူတွေကိုထွက်ခွင့်မပေးဘဲနဲ့ပေါ့နော်ဒီဖာရောဘီကခေါင်းမာပြီးတော့မှဟေဘက်လူမျိုးတွေကိုတခါတည်းပို့မှုပြီးတော့မှသူတို့ကြက်တီးရလေနော်အရင်တော့ဆိုလို့ရှိရင်အုတ်ဖောက်တာကသူတို့ကောက်ရိုးတို့ထင်းတို့ပေးတယ်နောက်ဆိုမပေးတော့ဘူးသူတို့တော့ရှာတယ်ပို့ပြီးတော့မှသူတို့ဒုက္ခရောက်တယ်ဘာဖြစ်လို့ဒါတွေကိုဖျားတယ်ကပေးဒုက္ခရောက်တာလဲတခါတည်းပဲလွတ်လပ်ခြင်းပြီးရောဆိုမှကျွန်တော်တို့ကတခါတည်းလေအာမေကုန်းနဲ့ထုတ်တတ်ကြတယ်ပေါ့နော်ဒါမှမဟုတ်ဒီဝိညာဉ်စာတော်မှာဗာပြောလဲဆိုတော့ အဲ့ဒီဘေးဒဏ်ကြီးတွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကိုမြင်ရခြင်းအပြင်တဲ့ဟေဘဲလူတွေကသူတို့စိတ်ထဲမှာယုံကြည်ခြင်းနဲ့ပုံမှုပြီးတော့မှတူပါတူပါတယ်တဲ့နော်ယုံကြည်ခြင်းနဲ့ပူခိုင်းပါလာတယ်ဆိုတော့မှဒီဝိညာဉ်စလာမှာပေါ်ပြတာတယ်ဒါပေမဲ့လက်လို့ပေါ့နော်ဟုတ်တစ်ဖက်ချမ်းပါအဲကုတုလူတွေကတော့သူတို့ကြောက်ရွံ့စိတ်တွေတုံ့လုံမှုတွေသူတို့ကဖြစ်လာတယ်ဆိုပြီးမှပေါ်ပြတာတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီသင်္ကန်းစာမှာဆက်ဖတ်တဲ့ခါမှာဗာပြောလဲဆိုတော့ဒီမှာလူအမျိုးမျိုးလူ အမျိုးမျိုးသောလူအများတို့သည်လဲတဲ့လိုက်လာကြပါသည်တဲ့လူအုပ်ကြီးတဲတွင်တဲ့ဘုရားသခင်ကိုယုံကြည်သဖြင့်လိုက်လာသောဣတရီလာများအပြင်တဲ့ဘေးရန်ကြီးများမှကင်းလွတ်လိုသောသူများနော်လှုပ်လှုပ်ရှားရှားဖြစ်နေသောလူအုပ်ကြီးဤနောက်မှကပ်ပါလေရှိသောစူးစမ်းသည့်သဘောဖြင့်စိတ်လှုပ်ရှားသည့်သဘောဖြင့်လိုက်လာသောသူအပေါင်းများတို့သည် ပါဝင်ပါသည်တဲ့ဤလူများတို့သည်တဲ့ဣတရီလာများအတွက်အဟံ့အဒါနှင့်အညွတ်ကွင်းတစ်ခုဖြစ်နေကြပါသည်တဲ့ အဲ့ကုရုပြရတဲ့ထွက်တဲ့အချိန်မှာပေါ့နော်ဒီမှာဝိညာဉ်ဆရာတော်မှာဘာပြောလဲဆိုတော့ဣတိရလူမျိုးတွေဟေဗျာလူမျိုးတွေပဲမဟုတ်ဘဲနဲ့တခြားလူမျိုးတွေလည်းပါလာတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဘေးတံကိုခံရမှာကြောက်လို့တချို့ကြတော့လဲအာဟိုဘယ်လိုပြောမလဲသူများရောင်တိုင်းကိုလိုက်ရောင်အဲ့လိုမျိုးလေနော်တချို့ကြတော့လဲအဲ့လိုမျိုးပါတဲ့သူတွေလည်းရှိတယ်တဲ့။တချို့ကြတော့လဲစူးစမ်းခြင်းနဲ့စိတ်နဲ့ပါလာတဲ့သူတွေရှိတယ်တဲ့။အဲ့ဒီသူတွေဟာဆိုလို့ရှင်တဲ့ဣတိရလူမျိုးတွေအတွက်အဟန့်အန္တရာတဲ့ပြီးတော့ညှို့ကွင်းပေါ့နော်ညှို့ကွင်းနေဖြစ်နေတယ်တဲ့။ ာဖြစ်လဲဆိုတော့သူကျွန်တော်တို့သိတဲ့အတိုင်းပဲသွားတဲ့လမ်းခီးမှာဆိုလို့ရှိရင်ပထမဦးဆုံးစင်ကြီးစင်လက်တွေပေးတဲ့သူပါဆိုလို့ချင်းအဲ့ဒီလူမျိုးအဲ့ဒီသူတွေပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့သူတို့သူတို့ရဲ့လမ်းခီးရမလို့ပဲကိုကိုဒါကလေးကိုကျွန်တော်ကြည့်ချင်းအဖြစ်ပေါ့နော်ဒီကနေ့ကျွန်တော်တို့အာကြံကျွင်းတော့အသိတော်မှာဆိုလို့ရှိရင်လဲတကယ်တမ်းအာဘယ်လိုပြောမလဲတစ္ဆာရှိတဲ့သူတွေရှိတဲ့လူမျိုးဒီလူမျိုးပဲသူများရောင်းတိုင်းကိုလိုက်ရောက်ပြီးတော့မှပါတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မို့တဲ့ခါလေးကျွန်တော်တို့က အသင်းတော်မှာဆိုလို့ချင်းအခက်ခဲတွေအနောက်အရှက်တွေအဟန့်အတားတွေရှိတယ်ဒါတွေရာဆိုလို့ချင်းကျွန်တော်တို့ကျွန်တော်တို့ခင်မမကြုံတွေ့ရတဲ့ຢာတယ်မို့တခါလေကျွန်တော်ကျွန်တော်ဆိုလို့ချင်းလေအဲ့ဒါလိုမျိုးလူတွေကိုတွေ့လို့ချင်းအရန်စိတ်တက်ကြပြီးတော့မှအသင်းတော်ထဲမှာဆိုလို့ချင်းကျွန်တော်အာပါဝင်ခြင်းစိတ်ပေါ့နော်ပါဝင်ခြင်းစိတ်တော့မရှိတဲ့အထိကျွန်တော်ဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့လို့အဲ့ဒီအရာတွေကအခုမှဖြစ်တာမဟုတ်ဘူးနော်ဟိုမောရှိအချိန်မှတည်းကဖြစ်တာဒါတွေကိုကျွန်တော်တို့ကသီးခံရမယ်ဒါတွေကိုကျွန်တော်တို့ကကြော်လာရမယ်ဒါတွေကိုတွေ့ကြုံရမယ်ဆိုတာပေါ့နော်ဒီဒီကနေ့သင်ခန်းစာအားဖြင့်ကျွန်တော်တို့ ာလေ့လာရတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီအရာတွေတွေ့ချင်းအပြင်ဒီအရာတွေကိုကျွန်တော်တို့ရှောင်ထွက်သွားဖို့မဟုတ်ဘဲနဲ့ဒီအရာတွေကိုရင်ဆိုင်ပြီးတော့မှเนาะဒီတစ္ဆာရှိတဲ့သူတွေကိုဆက်လက်ဥဆောင်ဖို့တစ္ဆာရှိတဲ့သူတွေကိုဆက်လက်လမ်းပြဖို့တစ္ဆာရှိတဲ့သူတွေဆက်လက်လက်တွဲပြီးတော့မှအဲ့ဒီလမ်းကိုအဆုံးတအောင်ရှောက်ဖို့ရန်အတွက်ဒီကနေ့သင်္ကန်းစာကတော့ကျွန်တော်တို့ကိုခွန်အားပေးတတ်တာဖြစ်တယ်ခုနကကျွန်တော်အာဒီသင်္ကန်းစာမှာပြန်ပါလာတယ်ခုနကကျွန်တော်ဖတ်ပြီးဒီအတိုင်းပေါ့နော်ဒီအကုဒုလူမျိုးတွေကအကုဒုပြည်မှာသူတို့ကြုံခံရမယ်ပြီးတော့အနှစ်၄၀၀ ကျော်တဲ့အချိန်မှာဆိုလို့ရှိရင်တို့တွေကပစ္စည်းတွေနဲ့အဲ့ဒီပစ္စည်းတွေဟာလဲဆိုလို့ရှိရင်မတော့ဒီမှာသင်္ကန်းဆောင်မှာဘာလို့ဘယ်လိုပေါ်ပြထားလဲဆိုတော့အဲဂုရုပြည်ကိုတဲ့ဒီဣဇက်ရဲ့ပေါ့နော်သာသမီတွေတို့တွေအဲ့ဒီဒီသွားတဲ့အချိန်မှာတို့ကဒီတိုးတွေနွားတွေစိတ်တွေယူသွားရည်နော်အဲ့ဒီအရာတွေကပေါ့နော်ဂေါရှင်အဲ့မှာတို့အရန်ကိုမှပွားများတယ်အဲ့ဒီအရာတွေကိုအဲဂုရုလူတွေကသဲယူထားတာမဝယ်ပဲနဲ့နော်သူကသဲယူထားတယ်အဲ့ဒီအရာတွေကိုပဲ တို့ထွက်တဲ့နေ့မှာပြန်ပြီးတော့မှဘုရားသခင်ကပေးခြင်းလို့ဘောနော်အဲ့ဒီအဂုရုလူတွေကိုတို့ပြစ်ဒဏ်ပေးတာဟုတ်တယ်ဆိုပြီးမှဒီမှာရေးထားတယ်ကျွန်တော်တို့ဒီအာထွတ်မြောက်ခန်းကြီးစက်နေငယ်၄၀မှာကျွန်တော်ကြည့်မှဆိုရင်လည်းတွေ့ရတယ်ဘောနော်ဘာပြောလဲဆိုတော့သင်ဤအမျိုးအနွယ်သည်သူတစ်ပါးပိုင်တော့ပြိနိုင်ဧည့်သည်ဖြစ်ကြသဖြင့်သူတစ်ပါး၌ကျွန်ခံခြင်းနှိမ့်ဆက်ခြင်းကိုအနှစ်၄ရပတ်လုံးခံရလိမ့်မည်ကိုအမှန်တိကျလို့သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်းငါစီရင်မည်ထို့နောက်မှသူတို့သည်များစွာသောအဥ္စာနှင့်ထွက်ကြလိမ့်မည်ဟူ၍ လွန်ခဲ့သောနှစ်များကအာဗရာဟံအားယူပါယုံထဲတွင်ပေါ်ပြထားသော အဖြစ်အပျက်သည်တဲ့ထိုနှစ်တွင် ပြည့်စုံခဲ့ပါသည်တဲ့ခုနကကျွန်တော်ပြောပြီးနော်ဒီအရာလေးကိုအာကပ္ပောင်ဉာဏ်ကန်းကြီး15မှာဂတိပေးထားတဲ့အရာကထွက်မြောက်ဉာဏ်ကန်းကြီး17မှာပြည့်စုံသွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ပြီးတော့သူတို့အဲ့ဒီမှာထွက်ပဲထွက်တဲ့အချိန်မှာဆိုလို့ရှိရင်လဲတဲ့ဘုရားသခင်ကဆိုလို့ရှိရင်တဲ့ဖိလတိပြည်ကိုဖျက်သွားသောဓာတ်ရိုက်လမ်းဖြင့်ခါနန်ပြည်သို့ မတွားစေပဲပင်လည်းနေစီတို့ဥတီသောတောင်းယွန်းယွန်းတို့တွားရန်သာရဖျားသည်ညွန်ပြတော်မူပါသည်တဲ့သူတို့သည်စစ်မှုကိုတွေ့သောအခါစိတ်ပြည့်၍အကုတုပြည်သူပြန်ကောင်းပြန်လိမ့်မည်ဟုသိတော်မူ၏သူတို့သည်ဖိစတိပြည်ကိုဖျက်သွားရန်ကြိုးစားခဲ့လျင်တဲ့၎င်းတို့အားတဲ့သခင်များထံမှထွက်ပြေးလာသောဂျွန်များဟူ၍ယူဆကားတဲ့တိုက်ခတ်ရန်ဖိလတိလူတို့၏လက်နေကြလိမ့်မည်မဟုတ်ချေတဲ့တခါတလေကျွန်တော်တို့အာ ဘုရားသခင်အစီအစဉ်ကိုကျွန်တော်တို့ကမသိတဲ့အခါမှာ complain တက်တဲ့အများကြီးရှိတော့အာသူတို့လည်းပြောမှာပဲလေနော်ဒီအကြွေခါနန်ကြီးကိုတော့ဒါဖိလက်တိပြည်ကနေဖျက်သွားမှဆိုရင်နီနီလေးပဲလမ်းလဲဖြောက်နေတယ်ဒီမှာရေးလိုက်တာတိုက်ရိုက်တိုက်ရိုက်လမ်းပေါ့နော်ဒါပေမဲ့အဲ့ဒီမသွားစေဘဲနဲ့ဟိုးပင်လယ်နေဘက်ကိုကိုက်ကောက်ပြီးသွားတယ်ကျွန်တော်ကတခါလေရောဘုရားသခင်ကဒီဒီဟာဒီလိုမျိုးဒီလိုမျိုးလောက်လာချင်းပြီးတာပဲပေါ့နော်ကျွန်တော်ကတခါတလေဟိုစောရကတက်ချင်တယ်ဒါပေမဲ့ဘုရားသခင်အကြံစီကိုကျွန်တော်တို့ကမသိမှမသိပဲဟုတ် အဲ့ဒီအရာကိုတော့ကျွန်တော်တို့ဘယ်မှာတွေ့ရလဲဆိုတော့ထွန်းမြောက်အကျန်ခန်းကြီး73အငယ်79 78မှာကျွန်တော်တို့ဖတ်မယ်ဆိုလို့ရှိရင်တွေ့ရတယ်ပေါ့နော်အဲ့ဒီဘုရားသခင်ကအာဖိလက်တိဒီကနေပြီးတော့ခါနန်ပြည်ကိုမသွားစေဘဲနဲ့လို့ပင်လယ်နေရနေပြီးမှသွားခိုင်းတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်သူတို့သွားတဲ့လမ်းခရီးမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီနေ့အခါမှာဆိုလို့ရှိရင်မိုးတိမ်တိုင်းညအခါမှာဆိုလို့ရှိရင်လည်းအဲမီးတိုင်းပေါ့နော်အေးမီးတိုင်းအပြင် သူတို့ကိုလမ်းပြတယ်အဲ့ဒါကိုဘုနော်ဒီမှာစာလံဆရာကဘယ်လိုမျိုးတချင်းဆိုလဲဆိုတော့နေ့ချင်းတိုင်းမိုးတိမ်တိုင်းနဲ့ညအချိန်တိုင်းမိတိုင်းကိုသူတို့ရှေ့မှာရုတ်သိမ်းတော့မမူသူတို့အပေါ်မှာမိုးတိမ်ကိုဖြန့်တော်မူ၍ညအခါလင်းစရာဖို့မိကိုပြေတော်မူ၏ဆိုပြီးတော့မှဆာလံကျန်ခါကြီး88ငွေ74နဲ့ဆာလံတရားနဲ့ငါငွေ39မှာဆိုလို့ရှိရင်ဆာလံဆရာကအဲ့ဒီအရာကိုအကြောင်းပြုပြီးတော့မှတချင်းဆက်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့အာဒီမှာကျွန်တော်ဆက်ဖတ်ပြခြင်းသေးတယ် မိုးတိမ်သည့်နေ့အချိန်၌၎င်း၏ခရီးစဉ်အားလမ်းပြတော်မူကားတဲ့မိုးမျက်နှာချက်ကဲ့သို့ထိုဣတိလာများအပေါ်တွင်တဲ့ဖြန့်တော်မူ၍တဲ့ထိုမိုးတိမ်နိုင်သည့်အလူအလွန်ပူပြင်းသော အပူဓာတ်မှ၎င်းတို့အားကာကွယ်စေခဲ့ပြီး၆တွေ့၍ရေငတ်တတ်သောတဲကန္တရတွင်၎င်း၏အေးမြဆူထိုင်းမှုအပြင် ထိုသူများအားလမ်းဆန်းစေပါသည်တဲ့ညအချိန်တွင် ထိုအရာသည်မိတိုင်ဖြစ်လာပြီး၎င်းတို့၏စခန်းများထိန်လင်းလျက်သာရဘုရားသခင်သည်၎င်းတို့နှင့်အမြဲတမ်း အတူရှိတော်မူကြောင်းကိုစိတ်ချစေခဲ့ပါသည်ဆိုပြီးကျွန်တော်ပြောပြထားပါတယ်အဲ့ဒါကိုပဲပေါ့နော်အကြောင်းပြုပြီးတော့မှဟေရှာခန်းကြီး၄အငယ်၅မှာဆိုလို့ရှင်ပေါ့နော်ဟေရှာရကဘယ်လိုမျိုးပြောပြထားလဲဆိုတော့သာရဘုရားသခင်သည်လက်ရဇီးအုံတော်ပေါ်မှာရှိတော်မူသမျှတော့အိမ်များနှင့်စီးပွေးကြပရိတ်ပရိသတ်အများပေါ်တွင်တဲ့နှစ်အချိန်တိုင်းမိုးတိမ်နှင့်မိခိုးကို၎င်းညအချိန်တိုင်းမီးလျံအလင်းကို၎င်းဖန်ဆင်းတော်မူ၍မြတ်သောအရာအလုံးစုံတို့ကိုလွှမ်းမိုးတော်မူလိမ့်မည် နေ့အချိန်တိုင်းလဲနေဘူးကိုကာကွယ်တော့တဲ့မိုးသက်မွန်တိုင်းရောက်မှလုံခြုံသောခိုလုံရဖြစ်လိမ့်မည်ဟူ၍ထိုမိုးတိမ်နှင့်မီးတိုင်းသည်ဒူးစရိုက်တကူများနှင့်ဆန့်ကျင်ယုံကန်နေသောကိုတော်ဤလူများအပေါ်ထားရှိသောဖျားသခင်ကြည်ရှုဆောင်မတ်မှုများဖြစ်ကြောင်းကိုတဲ့ဒီမှာဟေရှာခန်းကြီးလေးငငားမှာပေါ့နော်ကျွန်တော်အဲ့ဒီအရာကိုတွေ့ရတာဖြစ်ပါတယ်အဲ့ဒီမှာပေါ့နော်ကျွန်တော်ကြည့်မယ်ဆိုလို့ရင်သူတို့ကအဲဂရုပြန်ထွက်လာတယ်ထွက်လာတဲ့အချိန်မှာသူတို့ တဲကန္တရတွေတောင်တန်းတွေကိုဖျက်လာတဲ့ခါမှာဆိုလို့ရှိရင်သူတို့ကသွားရင်သွားရင်နဲ့သူတို့ကအာဘယ်လိုပြောမလဲညီးငွေ့လာတယ်ပေါ့နော်ညီးငွေ့လာတယ်သူတို့ပြီးတော့သူတို့သွားတဲ့လမ်းခေတ်ကလည်းဘယ်ကိုသွားလို့ဘယ်ကိုရောက်မှလည်းမသိဘူးပေါ့နော်အဲ့လိုသွားချင်မှသူတို့ကဆိုလို့ရှိရင်တဲ့ဒီမှာဘာပြောလဲဆိုတော့သူတို့ဒီတဲ့မောပန်းနွမ်းနယ်လျက်ရှိကြပြီးနောက်မှအဲကုတုလူများလိုက်လာတော့ကြောင့်ဆိုးရစိတ်များဖြစ်ပေါ်နေပါသည်တဲ့သူ့စီကမူမိုးတိမ်တန်းဒီရှေ့သို့ဥဆောင်သည့်အတိုင်းသူတို့လိုက်လျှောက်ခဲ့ပါသည်တဲ့ သူတို့ကပေါ့နော်အဲ့ဒီအချိန်မှာတဲကန္တာတွေဖြတ်သွားတဲ့အချိန်မှာအဲဂရုလူတွေလည်းလိုက်လာတဲ့အချိန်မှာသူတို့ကစိုးရိမ်စိတ်တွေပူပြန်လာတယ်တဲ့ဒါပေမဲ့လည်းလို့ပေါ့နော်အဲ့ဒီဒီမိုးတိန်နိုင်ရဲ့ဥဆောင်မှုဘက်ကိုသူတို့ဆက်ဆက်ပြီးတော့မှလိုက်လျှောက်သွားတယ်ပေါ့နော်ဒါလေးကိုကြည့်ချင်းအပြည့်ကျွန်တော်တို့လက်တစ်ခါလေကျွန်တော်တို့ရဲ့ဘဝအတ္တတမှာအာလမ်းပျောက်တဲ့အချိန်တွေမှာပေါ့နော်ဘာလို့လို့လွတ်ရောက်မှမသိတဲ့အချိန်တွေမှာရှိတယ်ဒါပေမဲ့လည်းလို့ဒီဣတိရလူမျိုးတွေလိုပဲဆက်လက်ပြီးတော့မိုးတိန်နိုင်ရဲ့လမ်းပြမှုကိုဆက်လက်လျှောက်လိုက်ဖို့လိုတယ်ကျွန်တော်တို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းဆက်လက်အသက်ရှင်ဖို့လိုတယ်။တခါတလေကျွန်တော်တို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်တဲ့အခါမှာအဒုက္ခဆင်းရဲခြင်းတွေအမျိုးမျိုးကြုံတွေ့ရတယ်เนาะဒါပေမဲ့လို့အတက်ကိုဆက်လက်အသက်ရှင်ဖို့ပေါ့နော်ဒီသင်္ကန်းဆံမှာကျွန်တော်တို့ပေါ်ပြရတယ်ပေါ့နော်အာပြီးတော့ပေါ့နော်အမှန်တကယ်တော့အာအေကုတုလူတွေကသူတို့ထင်တာကဒီဣတိရလူတွေကပေါ့တော်ထဲမှာသွားပြီးတော့ဘုရားသခင်ကိုဝိပုကိုးကွယ်မယ်ပြီးတော့ပြန်လာမယ်သူတို့အစအဲ့လိုမျိုးထင်တာဒါပေမဲ့လည်းလို့သူတို့ကအဲ့ဒီ တော်တွင်တဲ့ကနေကိုကြော်သွားပြီးတော့ပင်လယ်နီနောက်ရောက်သွားပြီးပင်လယ်နီနောက်ကိုရောက်တော့မယ်ဆိုတာကိုအဲ့ဒီမှာရှိတဲ့ခေါင်းဆောင်တွေက aggregation ပြင်ကိုပြန်တိုင်တယ်သူတို့ကလည်းအာဒီသူတို့ရဲ့အပြစ်ကြောင့်မလို့သူတို့ကတာဥတွေတည်သွားတော့သူတို့ကနောင်နာမရဘူးသူတို့ကအဲ့ဒါကိုနောင်နာမရတဲ့ပြင်မလို့သူတို့ကအဲ့ဒါကိုမကြည်မနှက်ဖြစ်ပြီးတော့မှတခါတည်းအာဖာရောပြင်ကိုပြန်တိုင်ပြီးတော့ဒီလူတွေကိုလက်စားခြေစင်တဲ့စိတ်ရှိတာပေါ့နော်ဒါမှမဟုတ်အဲ့ဒီသူတွေကိုအဲ့ဒီခေါင်းဆောင်တွေကဆိုလို့ရှိရင်ဖာရောပြင်ကိုပြန်ပြောတာဒီလူတွေကဆိုလို့ရှိရင်တော့ ဘုရားသခင်ကိုသွားပြီးတော့ဝိပုက္ခကတာမဟုတ်ဘူးတင့်ရှိရနေပြီးအပီးပိုင်ထွက်ပြေးသွားပြီပေါ့နော်အဲဒါမှမဟုတ်ဒီလူတွေကိုလိုက်ဖမ်းမယ်တတ်မယ်ဆိုပြီးတော့မှသူတို့ပါဆိုလို့ရှိရင်အာရှင်ပြင်းကိုပြန်တိုင်းတာဒါနဲ့ပဲရှင်ပြင်းကလည်းအဲ့ဒါကိုအာတဘောတူတယ်ပေါ့နော်အမှပါပြောတော့ထို့နောက်မှဖာရောပြင်းနဲ့ယူဝေးချေထားသောယထား600အေဂုရုပြည်၌ရှိမြင်းစည်းသူရဲ့ကောင်းအားလုံးနဲ့နော်မြင်းစည်းသူရဲ့ကိုသူတို့အကုန်လုံးကိုသူတို့လွတ်တာတယောက်မှတော့မကြံဘူးနော်မြင်းစည်းသူရဲ့အကုန်လုံးနဲ့ ဒီမြင့်ရထား600နဲ့ဘောနော်သူတို့အဲ့ဒီချိန်မှာသူတို့ဘူချီနဲ့တခါတည်းဘာတော့ပြန်ရသွားတယ်ဒီမှာဖော်ပြထားလေးဘောနော်အရင်ကောင်းတယ်ဗာပြောလဲဆိုတော့ဣတရေလမြတ်ကိုတဲ့ဣတရေလမြတ်ကိုးကွယ်သောဘုရားသခင်ထံတွင်တဲ့၎င်းတို့အညက်ခံရခြင်းသည်တဲ့အခြားလူမျိုးများအတွက်ပြည့်ရပြုစရာဖြစ်နေမည်ကိုစိုးရိမ်တော်လဲယခုကဲ့သို့မဟာစစ်အင်အားကိုပြတာကစစ်တုံးမများကိုပြန်လဲခေါ်ယူနိုင်ခဲ့ကြမယ်ဆိုလျင်ကျွန်ုပ် ထိုကျွန်များ၏လှုပ်အားကားကိုပြန်လည်ရရှိမည်ဖြစ်သည့်အပြင်မိမိ၏ဂုံတိတ်ခါကိုလည်းပြန်လည်ဆယ်ယူနိုင်ကြလိမ့်မည်ဟုသူတို့ယူဆခဲ့ကြတယ်တဲ့အဲ့ဒီအချိန်ခါမှာဆိုလို့ရှိရင်မတော့အေဂရုပြည်ကသူတို့ကတကယ်ကြီးမားတဲ့တိုင်းပြည်စစ်အင်အားပဲကြီးကြီးဒီစီးပွားရေးအင်အားပဲကြီးကြီးသူတို့ကအရန်ကောင်းမှုနဲ့တိုင်းပြည်ဖြစ်တယ်သူတို့ကလည်းသူတို့ကိုယ်ကိုယ်နဲ့သူတို့ရဲ့ကိုယ်ကိုယ်တိုင်ဖရားတွေရှိတယ်ဒါပေမဲ့လည်းလို့ဣသေလနဲ့ကိုယ်ကိုယ်တဲ့ဖရားနဲ့သူတို့ရင်ဆိုင်တဲ့ခါမှာသူတို့ဆင်းရဲဒုက္ခတွေအမျိုးမျိုးခံစားပြီးသူရှုံသွားတယ် ဲ့ဒါကိုသူတို့ကလူအရှိမအဆက်ရတယ်လို့သူတို့ကခံစားရတာပေါ့နောင်တမရတဲ့ပြအာငါတို့ရှက်ဆရာကြီးကွာပေါ့နော်အဲ့ဒါလူခံစားပြီးတော့ပေါ့နော်အကပ်ရွေ့တာဒီအချိန်မှာဒီဣဒရာလူတွေကိုပေါ့နော်ဒီပင်လယ်နီနမငါတို့ပြန်ပြီးတော့မှစစ်တပ်ပြီးအနိုင်ယူပြီးတော့ဒီလူတွေကိုငါတို့ပြန်လဲခေါ်ယူလာမယ်ကြုံပြန်လုတ်ခိုင်းမယ်သူတို့ပစ္စည်းတွေကိုလည်းငါတို့ပြန်ယူမယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့ရဲ့ဂုံတိတ်ခါကိုပြန်လဲဆယ်ယူနိုင်မယ်အဲ့ဒီအဲ့ဒီလိုမျိုးစိတ်ဓာတ်နဲ့သူတို့ကတခါတည်းစစ်ချီပြီးတော့မှဣဒရာလူရှိကိုသူတို့က တက်သွားကြတယ်ဆိုမှတွေ့ရတယ်ပေါ့နော်အမှကြည့်မယ်ဆိုလို့ရှိရင်တခါတည်းအရှိမဆိုလို့ရှိရင်လဲပင်လဲနေပေါ့နော်အနောက်ကလည်းပဲသူတို့လမ်းမြင်နေရပြီဟိုဝေးဝေးမှာလမ်းမြင်ရပြီတခါတည်းအာဝဉဉ္စာလောင်တော့မှတော့ဘယ်လိုမျိုးအသေးစိတ်ဖော်ပြထားလဲဆိုတော့သူတို့ရဲ့ဓာလက်နဲ့တည်းလက်နဲ့တည်းရဆိုလို့ရှိရင်ပေါ့နေရောင်ထိုးတဲ့ခါမှာအာဝင်း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 လက်လက်လက်နဲ့မြင်နေရတဲ့ခါမှာဆိုရင်သူတို့စိတ်ထဲမှာတခါတည်းဘာလို့လို့လွတ်ရမှမသိပဲအဲ့လိုတွေဖြစ်ပြီးတော့မှ မောရှိကိုဘုရားသူတို့တွေအပြစ်တင်ကြတာဘုရားကျွန်တော်တို့ဒီအကြောင်းညာကတော့ခဏခဏလေးတင်ရတယ်အဲဖက်လက်ဖက်ဘူးတယ်ကြားလက်ကြားဘူးတယ်ဥပုသ္စာပြည်မှာတင်ရတယ်ဘောနော်ငါတို့အဲဂရုပြည်မှာတည်စရာနေရာမရှိလို့နင်တို့ဒီကိုခေါ်လာတာလားနော်ငါတို့ဒီမှာတည်ရမယ့်အစားအဲဂရုပြည်မှာကျွန်ခန္ဓာပို့ပြီးတော့မှမကောင်းဘူးလားဘောနော်အဲ့လိုမျိုးသူတို့တွေပြောကြတယ်ဘောနော်အဲ့ဒီအချိန်မှာသလို့ရှိရင်ကျွန်တော်တို့မောရှိကဘာပြောလဲဆိုတော့ထို့ကြောင့်မစိုးချိန်နေညင်ကိုဆိုရက်နေကြသာရာဘုရားသခင်ဒီယနေ့ပြတော်မူသောကယ်တင်ခြင်းကိုကြည်ရှုကြလော့သင်တို့သည် ယနေ့မြင်ရသောအဲကုတုလူတို့ကိုနောက်တပံအလင်းမမြင်ရကြသင်တို့ဘက်၌သာရဘုရားသခင်သည်စစ်တိုက်တော်မူလိမ့်မည်သင်တို့သည်ညင်ဝတ်စွာနေရမည်ဟုလူများတို့အားတည်ငြိမ်စွာအာမခံချက်အပြည့်အဝအတန်ဖြင့်မောရှိသည်တုတ်ပြန်ခဲ့ပါသည်တဲ့ဒီအရာလေးကိုတော့ကျွန်တော်တို့ထွက်မြောက်ကြံကြီး74အငယ်73 74တွေမှာတွေ့ရတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာ မောရှိကတော့သူကတော့တကက်ဘယ်လိုပြောမလဲအာခေါင်းဆောင်ကပြပြတက်တက်ရရရင်းနေပဲမစိုးရိမ်နဲ့မကြောက်ရွံ့နဲ့ညင်ဝတ်စွာနေ ဘုရားသခင်ကငါတို့အတွက်စစ်တိုက်မယ်ဒီကနေ့နော်ဘုရားသခင်ပြတဲ့တကူတော့ကိုတို့ကြည့်ကြသင်တို့ဒီကနေ့မြင်ရတဲ့အကုဒုလူတွေကိုနောက်တစ်ပတ်ဘယ်တော့မှမမြင်ရတော့ဘူးနော်ဒါမှမဟုတ်ကျွန်တော်တို့တစ်ခါလေကျွန်တော်တို့အရန်ဒုက္ခဆင်းရဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရာလေးကိုပေါ့နော်အာပြန်တတိရပါခွန်ရကျန်ကန်ကြီး14ငွေ73နဲ့74မှာဒါလေးကိုကျွန်တော်တို့ပြန်ဖတ်ပြီးခွန်အားယူပါเนาะကျွန်တော်တို့မစိုးရိမ်နဲ့ညင်ဝှက်စွာနေကြလောကျွန်တော်တို့ကျွန်တော်တို့ဒီကနေ့မြင်ရတဲ့ဒုက္ခဆင်းရဲခြင်းနောက်တစ်ခါမြင်ရမှာမဟုတ်တော့ဘူးဒီကနေ့ ဘုရားသခင်ကကျွန်တော်တို့အတွက်စစ်တိုက်တယ်နော်ဘုရားသခင်ကျွန်တော်တို့ကိုလမ်းပြမယ်ဆိုတော့ခွန်အားယူရတဲ့အရင်ကောင်းတဲ့ကြံ့ကြံ့လေးတစ်ချက်ကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့အာအတူကြုံသွားမယ်ဆိုလို့ရှိရင်တော့ဒီသူတို့အရှိမှာသူတို့ရဲ့အပေါ်မှာပေါ့နော်ဒီမိုးတိမ်ကြီးကသူတို့ကိုကထားတဲ့မိုးတိမ်ကြီးကဆိုလို့ရှိရင်တခါတည်းယူရသွားပြီးတော့မှဣတရလူမျိုးတွေကိုကြော်သွားပြီးတော့မှကြော်လဲကြော်ရတဲ့ခါတည်းအာဒီလူမျိုး အစတော့အပြားလိုက်ပေါ်တော့နေတဲ့အရာကနေပေါ်ဒီလိုပြန်ထောင်သွားပြီးတော့မှအဲဂရုလူတွေနဲ့ဒီဣဒရလူတွေကြမှာနိုင်ရန်ကြီးလိုဖြစ်သွားတယ်တဲ့နိုင်ရန်လိုဖြစ်လို့မကဘဲမိုးကျွန်တော်တို့မြင်ဘူးမှာမတော့မိုးတရားတစ်ခါလေကျွန်တော်တို့ကောင်းကင်မှာအဖြူရောင်ရှိသလိုအမောင်မဲမဲကြီးတွေလည်းရှိတယ်လေနော်အဲ့ဒီကောင်းငင်အဲ့ဒီတိမ်တိုင်ကအဲဂရုလူတွေဘက်ကနေကြည့်မယ်ဆိုလို့ချင်းတဲ့အမောင်အမောင်ကြီးဖြစ်ပြီးတော့မောင်မဲပြီးတော့မှဘာမှမမြင်ရတော့ဘူးဒါပေမဲ့လည်းဟုတ် ဒီဣတိရလူတွေဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခါတလေဟိုကောင်းကင်မှာမြင်ရတဲ့တိမ်တိုင်းတိမ်တိုင်းကိုတစ်ခါတည်းနေရထိုးတော့လေလင်းနေအဲ့ဒီလိုမျိုးပဲပေါ့နော်ဣတိရတွေဘက်မှာကျွန်တော်အလင်းရောင်မြင်ရတော့အဲ့လိုမျိုးမြင်နေရတယ်တဲ့အဲ့ဒီအချိန်မှာဆိုလို့ရှိရင်လည်းပေါ့နော်ဣတိရတွေကသူတို့တို့မျော်လင့်ခြင်းဖြစ်ပြီးတော့မှအာသူတို့မျော်လင့်ခြင်းရောင်ကြီးတန်းလာတယ်ဆိုပြီးမှဒီနှုတ်ကပတ်တော်ကနေပေါ်ပြတာတွေ့ရတယ်ပေါ့နော်အာပြီးတော့အာဒီမှာဘုရားသခင်ကမောရှိကိုပြောလဲဆိုတော့သာရဘုရားသခင်ကလည်းတဲ့ အဘေကြောင့်ငါတို့အဟိကြတနီးတဲ့ဣတိတလလူများတို့သည်တဲ့တက်သွားခြင်းကမာလိုက်လော့သင်မှုကလန်တန်ကိုခြီလျက်ပင်တဲ့ပင်လေပေါ်မှာလက်ကိုဆက်၍ပင်လေရေကိုခွဲလော့ဣတိလအမျိုးသားတို့သည်ပင်လေရေအလယ်၌မြေပေါ်မှာလျှောက်သွားကြလိမ့်မည်ဟုမောရှေကမိန်တော်မူ၏တဲ့ဒါကတော့ကျွန်တော်တို့ထွတ်မြောက်အကြံခန်းကြီး14အငယ်16နဲ့16မှာတွေ့ရတယ်ပေါ့နော်အဲ့ဒီအရာလေးကိုအကြောင်းပြုပြီးတော့ပေါ့နော်ဆာလံဆရာကပြောထားလဲဆိုတော့ ထိုအကြောင်းနဲ့ပတ်သက်ပြီးဘုရားဇာလံဆရာဖွင့်ဆိုသည်မှာတဲ့ကိုတော်သည်သမုတ်တရား၌ကြွတော်မူ၍လံခရီးတော်သည်ကျေဝန်းသောရေတွင်ရှိသည်ဖြင့်ခြေတော်ရာတို့သည်မထင်ရှားကြပါ မောရှင်နှင့်အာယုံလက်ဖြင့်ကိုတော်ဤလူများတို့ကိုတိုးစုကဲ့သို့ပို့ဆောင်တော်မူ၏ဆိုပြီးမှကျွန်တော်တို့ဇာလံကကြီး89ခွန်းအငယ်1920မှာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဗောနော်အားဒီရာလေးကတော့ဇာလံဆရာကအဲ့လိုမျိုးပေါ်ပြတာတွေ့ရတယ်ဒါနဲ့ကျွန်တော်အံ့ဩစရာကောင်းတာကတခါတည်းနဲ့ကိုအဲ့ဒီအချိန်မှာ ဒီမှာကျွန်တော်ဖတ်ပြခြင်းနဲ့ပေါ့နော်ဒီနက်နက်အချိန်နာရတဲ့ထာဝရဘုရားသခင်ရဲ့မိုးမီးတိုင်အားဖြင့်အဲဂုတုတက်ကိုကြည့်ရှု၍နှောက်ရတော်မူ၏။နားလည်ဖို့ခက်ခဲအောင်နဲ့ထူးဆန်းသည့်ထိုမိုးတိန်တိုင်းကြီးသည်အန်အော်တကြီးဖြစ်နေကြသောမျက်စိများရှိတဲ့နဲ့မိုးမီးတိုင်အတွင်တို့ပြောင်းလဲသွားခဲ့ပါသည်တဲ့။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တဲ့နောက်ပဲမိုးချိုးတွေပြစ်တဲ့ကျေလောင်တဲ့အတန်တွေဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင်ပေါ့နော်။ အဲဂုရုလူတွေကသလို့ရှိရင်လည်းသူတို့စိတ်ထဲမှာရှုပ်ထွေးပြီးတော့ဘာလို့လို့လို့ရမှမသိအောင်ဖြစ်တယ်တဲ့ဒါမှသူဆက်လိုက်သေးတယ်အဲ့ဒီအတန်ဒီကိုကြားတော့တခါတည်းသူတို့လဲဘိန်းတွေလည်းကျိုးတယ်တဲ့နော်ကျွန်တော်တို့အကျန်တန်တွေဖတ်တဲ့ခါမှာကောင်းကင်တမန်တွေကလဲလဲဘိန်းတွေကိုကျိုးတယ်လဲဘိန်းတွေလည်းတခါတည်းဘယ်လိုပြောမလဲလွယ်လွယ်နဲ့မလဲတော့ပဲနဲ့လောလဲဘိန်းတွေညက်ပြီးတော့မှလဲဘိန်းတွေလည်းဘိန်းတွေညက်ကြတယ်အဲ့လိုမျိုးအကျန်တန်မှာပေါ်ပြတယ်ပေါ့အဲ့ဒီချိန်မှာသူတို့တချို့ကလည်းပြန်ပြေးခြင်းနဲ့ပြန်ပြေးဖို့လောက်တယ်တဲ့အဲ့ဒီချိန်မှာသူတို့ချင်းတဲ့ဒီမှာဘာပြောပြလဲ ာတို့ရတွင်တဲ့မောရှိတဲ့လန်နံကိုကာလန်လန်ကိုကင်ထားသည့်လက်ကိုဆန့်လိုက်ရတဲ့ရေများသည့်အတံပလံများဖြင့်ပြန်လဲပေါင်းစည်းလာကအဲဂရုလူများအားပင်လဲနှက်ထဲသို့မြုပ်ဆင်းစေခဲ့ပါသည်တဲ့နော်သူတို့ပြန်ဖို့ကြိုးစားတော့လဲနောက်ကျသွားခဲ့ပြီပေါ့နော်နောက်ကျသွားတဲ့ခါမှာဆိုလို့ရှိရင်တော့ပင်လဲရသူတို့ကိုမြူသွားတယ်အဲ့ဒီအအောင်မြူလာချင်မှဆိုလို့ရှိရင်သူတို့အရန်ကောင်မနဲ့ရံမိုးလင်းတဲ့ခါမှာအရန်ဝမ်းမြောက်ဝမ်းသာကြတယ် အဲ့ဒါအဲ့ဒီချိန်မှာတို့ချင်းမတော်မောရှိရဲ့အမတ်မိတူရန်တို့နဲ့တို့ကတို့တို့ချင်းဖျားသခင်ကိုချီးမွမ်းတဲ့တခြင်းကိုထွတ်မြောက်ကြံခန်းကြီး15မှာဒီဒီဝိညာဉ်စာတော်မှာလည်းအပြည့်ရေးထားတယ်ပေါ့နော်အဲ့ဒီအရာကိုဒါမှမဟုတ်ကျွန်တော်မဖတ်တော့ဘူးအရန်ရှိတယ်တင်တို့အနေနဲ့အားမယ်ဆိုလို့ချင်းထွတ်မြောက်ကြံခန်းကြီး15ကိုဖတ်ကြည့်ပါဒါဆိုလို့ချင်းမောရှိနဲ့သူရဲ့လူတွေရာဆိုလို့ချင်းတိုးငယ်တွေရာဆိုလို့ချင်းအဲ့ဒီပင်လယ်နေကြီးကိုဖျက်ပြီးတဲ့အချိန်မှာဆိုတဲ့တခြင်းချီးမွမ်း ်ထောပနာပြုတဲ့တခြင်းဖြစ်တယ်ပေါ့နော်ထွတ်မြောက်အကျန်ခန်းကြီး15မှာတွေ့ရတယ်အဲ့ဒါကိုစင်တို့အာအနေနဲ့အားမယ်ဆိုရင်သူဖတ်ဖို့ကျွန်တော်တိုက်တုံခွန်အပ်ပေးခြင်းတယ်အဲ့ဒါလိုပဲပေါ့နော်ကျွန်တော်တို့ဒီတခြင်းကိုစူချီးမွမ်းတယ်လို့ပဲတဲ့ကျွန်တော်တို့လက်ဒီကနေ့သင်တဲ့ကျွန်တော်တို့ပါဆိုလို့ရှိရင်နေ့စဉ်ဘုရားသခင်ကိုချီးမွမ်းထောပနာမှုဂုဏ်တော်ချီးမွမ်းဖို့ရန်အတွက်အလိုတော်ရှိတယ်လို့ဒီဝိညာဉ်စာလုံးမှာပေါ်ပြထားတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နေ့စဉ်တိုင်းကျွန်တော်တို့ရှူတဲ့အလေကိုကျွန်တော်တို့အာမနှက်မိုးထားဖို့ရပေါ့နော်ကျွန်တော်တို့ဘာမှလုပ်မနာဘူးကျွန်တော် ်တချို့ဆိုလို့ရှိရင်မနိုးဘဲနဲ့တည်သွားတဲ့သူတွေရှိတယ်မအိပ်ရဘဲနဲ့တည်သွားတဲ့သူတွေရှိတယ်အဲ့ဒီအရာကိုကျွန်တော်တို့လှုပ်ယူလို့မရဘူးဒါတွေကဘုရားပေးတဲ့ကောင်းကြီးတွေဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့နေ့စဉ်ဘုရားသခင်ကိုချီးမွမ်းဖို့လိုအပ်တယ်နောက်ပြီးတော့ဘာပြောလဲဆိုတော့ကျွန်တော်တို့တဲ့အသေးခံသွားတဲ့သိုးတန်ငယ်သခင်ခရစ်တော်ရဲ့ဂျေဇုတော်ကိုနေ့စဉ်နေ့တိုင်းချီးမွမ်းရည်အတွက်တခြင်းဆိုဖို့ရလိုအပ်တယ်ဆိုပြီးမှသူတို့ဒီမှာအာပေါ်ပြထားတယ်ပေါ့နော်ပြီးတော့နောက်ထပ်ဆာလန်ဆရာကလည်းဘာပြောလဲဆိုတော့ ငါသည်တဲ့အသက်ရှင်စဉ်အခါသာရဘုရားသခင်ကိုချီးမွမ်းမိငါဖြစ်စဉ်ကာလအပတ်လုံးငါဤဘုရားသခင်ကို ထောပနာသိချင်းဆိုမိဆိုပြီးမှကျွန်တော်တို့အာဆာလံ146အငယ်နှစ်မှာပေါ့နော်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဆာလံဆရာကတော့အများတမ်းပဲဘုရားသခင်ကိုသိချင်းတွင်နဲ့ထောပနာပြုသိချင်းဆိုတယ်အဲ့ဒါလိုပဲကျွန်တော်တို့ထောပနာပြုသိချင်းဆိုဖို့ရန်အတွက်ဘုရားသခင်အများတမ်းလိုတော်ရှိတယ်ဆိုတာကိုဒီဝိညာဉ်စာဆောင်ကဖော်ပြထားတဲ့ ဒီနောက်ဆုံးတော့အာခန်းကဏ္ဍလေးကိုပြောကျွန်တော်အကုန်လုံးဖတ်လိုက်မယ်ကျွန်တော်အရင်ကမှခွန်အားရလို့ဒီစာလေးတိုင်းပဲတင်းနေကိုလည်းဖတ်ပြခြင်းနဲ့တင်းနေကိုလည်းခွန်အားရစေခြင်းနဲ့ပေါ့နော်ဤရာတွင်တဲ့ခေအဆက်ဆက်တွင်တဲ့သင်္ကန်းစာတစ်ခုကိုတွင်တင်ထားပါသည်တဲ့ခရိယမြ ాయి အတ္တတာသည် မကြာခဏဆိုသလိုအန္တရာယ်များဘေးဒုက္ခများတိုက်ခိုက်မှုများကိုခံရကြပါသည်တာဝင်များသည်လည်းထမ်းဆောင်မှုခက်ခဲနေတဲ့အောင်ဖြစ်တတ်ပါသည် ရှစ်တိုးလျက်ပြက်စီခြင်းရှိ၍နောက်ဆုတ်လျင်လဲကျွံဘဝနော်အရှိမသွားလဲပြင်လဲထဲမှာတည်မယ်နောက်ကိုပြန်လဲကျွံဘဝရောက်မယ်အဲ့လိုမျိုးသူတို့ထင်ရတယ်မနော်တို့တော်လဲတဲ့တည်ခြင်းတို့သာရှိနေသည်ထိုသူများ၏အခြေအနေကိုစဉ်းစားကြည့်ပါ ထိုတို့အခြေအနေရှိနေကမူရှေ့တို့ချီတက်ပါဟု၍ဖျားသခင်သည်တက်သွားစာမိန်တော်မူခဲ့၏ရှေ့တွင်ရှိနေသောအမောင်ဓုကိုဖောက်ထွင်း၍မမြင်နိုင်စေကမူ ကျွန်ုပ်တို့ဤခြေထောက်နှင့်ထိနေသော ရေအေးဒဏ်ကိုခံစားစေရကမူထိုအမိတ်နှုတ်ကိုနာခံကြပါသည် အကျွန်ုပ်တို့ဤတိုးတက်မှုကိုအဟံအတာပြုနေသော အခက်ခဲများသည်တန်တရာရှိ၍တုံနေနေသော သူတို့ဦးထမမြည်သည့်အခါမှကြောက်ွယ်သွားမည်မဟုတ်ချေမတေချာသောအရိတ်အယောင်များ ကွယ်ပြောက်သည့်အထိတုံဆိုင်နေသူများနှင့်ကြရှုံးမှုရှုံးနိုင်ဖို့ရန်စွန့်စားရန်မလိုတော့သည့်အခြေအနေအထိစောင့်ဆိုင်နေသူများသည် မိသည့်အခါမျှလုံလုံနားထောင်မှုရှိလိမ့်မည်မဟုတ်ချေတဲ့။နော်အရန်ကိုကျွန်တော်ခွန်ရရတဲ့ဒါလေးကိုကျွန်တော်ဖတ်ပြောဒီမှာဘာပြောလဲဆိုတော့အရှိကိုဆက်တိုးရင်လည်းသူတို့ကလမ်းမရှိဘူးလေအနောက်ကိုပြန်ရင်လည်းကျွံဘွားကိုပဲရောက်မှာဒါပေမဲ့အရှိကိုဆက်သွားဖို့ပဲဘုရားတခင်အားပေးတယ်တဲ့နော်ဒီချိန်မှာဒီမှာဘာပြောလဲဆိုတော့ကျွန်တော်တို့ကတခါတလေပေါ့နော်ဒီဒုက္ခဆင်းရဲခြင်းတွေဒီအရာတွေကိုပြီးတဲ့အထိစောက်ပြီးတော့မှကျွန်တော်တို့အရှိကိုဆက်မယ်ဟာအဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်လည်းသူတို့ဘွားဆိုလို့ရှိရင်ပေါ့နော်အာ ဒီမှာဗျာစွန့်အမ်းရှုံနှိမ့်မှုစွန့်စားရမလို့တော့ဒီအခြေအနေအထိစောင့်ဆိုင်နေသူများသည်တဲ့မြည်သည့်အခါမျှလုံလုံနားထောင်မှုရှိလိမ့်မယ်ဘုရားကျွန်တော်တို့အဲ့ဒီရှုံနှိမ့်မှုတွေမရှိတော့တဲ့အချိန်မှာဟာကျွန်တော်တို့ဒါဒီရာလေးကိုဖတ်ပြီးတော့ကျွန်တော်ဘာသင်ခန်းစာရလဲဆိုတော့ကျွန်တော်တို့လူများကပေါ့နော်အော်ငါအဆင်ပြေမှငါဆဲဝတ်တစ်ဖို့ပေးမယ်ငါအဆင်ပြေမှဖျားယောင်းသွားမယ်အော်ငါမိသားစုငါအိမ်ဘိုးလေးကြီးမှငါဥပုံနေစောက်မယ်ဥပုံနေမှငါအလုံးမလုံးတော့ဘူးတော့ငါကားဘိုးလေးကြီးမှအဲ့ဒါကိုစောင့်ဆိုင်နေမယ်ဆိုလို့ရှိရင်တဲ့သူတို့ကနော် အဲ့ဒီလူတွေရဆိုလို့ရှိရင်လည်းမြေတော့အခဏလုံလုံနားထောင်မှုရှိလိမ့်မည်မဟုတ်ချေဆိုပြီးမှဒီဝိညာဉ်သာဆောင်ကပေါ်ပြထားတယ်။ဒါလေးကိုကျွန်တော်အရင်ခွန်ပါရတယ်။ဒါမှမဟုတ်ကျွန်တော်ဒီမှာရှိတဲ့ညီကောင်မမတွေကိုလည်းဒီဒီသင်္ကန်းစားအပြင်အားပေးချင်တာကသင်တို့ဒီနေ့ရှိမှာပါနော်ဒီကနေ့ဥပုံနဲ့မှအလုပ်လုပ်နေရတဲ့သူတွေ။နော်ဒီကနေ့သင်ရဲ့ဝင်ငွေရန်နေလို့ဆက်ဖို့တဖို့မပေးနိုင်တဲ့သူတွေရှိမယ်။ဒါပေမဲ့ကျွန်တော်ရှိတဲ့ဆိုတော့အဲ့ဒါကိုနောက်ဆက်ဖို့မဟုတ်ဘဲဆက်ပြီးတော့အစ်ကိုခွန်အားခွန်အားနဲ့မတော့ငါပတ်စံတကြမှမရှိရင်လည်းဒီဆက်ဖို့တဖို့တော့ငါရအောင်ပေးမယ်။ ငါအလောက်ပြောက်ချင်းပြောက်ပစေဥပုံနဲ့ကိုစောက်မယ်ဆိုတော့စိတ်ဓာတ်နေပေါ့နော်ဘုရားသခင်ယုံကြည်ဖို့ကျွန်တော်ခွန်အားပေးခြင်းတယ်ဘာဖြစ်လဲဆိုတော့ဣတိရလူတွေကအရှိကိုမတိုးဘဲအနောက်ကိုပြန်ကျွံဘွားကိုရောက်မှာကျွန်တော်တို့လည်းအဲ့ဒီအခက်ခဲတွေကိုတွေ့လို့အရှိကိုမတိုးဘဲအနောက်ကိုပြန်ရင်အပြည့်ရဲ့ကျွံတဲ့ကိုကျွန်တော်တို့ပြန်ရောက်မှာဒါမို့အပြည့်ရဲ့ကျွံတဲ့ကိုပြန်မရောက်ဖို့ရကျွန်တော်တို့အရှိကိုတိုးပါအဲ့ဒီအခက်ခဲတွေကိုရင်ဆိုင်ပါအဲ့ဒီအခက်ခဲတွေပြီးမှဘုရားသခင်ကိုနောင်နာနဲ့ပြန်လာမယ်ဆိုရင်တင့်တွေနောက်ကျသွားတဲ့အချိန်တွေရှိလိမ့်မယ်ခုနကအဲဂရုလူတွေလိုပဲလေ ဟိုပင်လယ်ကြီးထဲကိုရောက်မှတခါတည်းပြန်ဖို့စဉ်းစားတဲ့အခါမှာပင်လယ်ကြီးထဲကိုလူမြုပ်သွားပြီသူတို့တို့အရန်နောက်ကြသွားတယ်ဒါကြောင့်မလို့အဲ့ဒီလိုဒီမှာရှိတဲ့ညီကိုမမကြီးကိုကျွန်တော်မဖြစ်စေချင်ဘူးကျွန်တော်ဘွားတက်တာမှလည်းအဲ့လိုမျိုးရှိခဲ့တယ်ဒါမှမဟုတ်ကျွန်တော်ရှစ်သူတယ်ဒါမှမဟုတ်အလင်းရောင်ရတဲ့အတိကျွန်တော်ရှစ်တူတယ်ကျွန်တော်အာစာတစ်ခုဖတ်ဖို့ရလားဒါမှမဟုတ်ရင်လည်းဗီဒီယိုထဲမှာကြားဖို့လားမျိုးတခါရှိတယ်ဒီကနေ့ကအရန်ခတ်ခဲ့တယ်တဲ့မနှက်ဖန်ဟာပို့ပြီးတော့ခတ်ခဲမယ်တဲ့ဒါမှမဟုတ် the back ခါကြလို့ရှိရင်အရန်ကိုတာယာပြောရှင်တဲ့နှစ်တနေဖြစ်မယ်တဲ့ ဒါပေမဲ့တဲ့လူတွေအားလုံးဟာဆိုလို့ရှိရင်တဲ့အားလုံးတော့မလူအားလုံးနိဗ္ဗာန်ဆိုလို့ရှိရင်တဲ့မနှက်ဖန်မှာတည်ကြတယ်တဲ့တပတ်ခါကိုမရောက်ဘူးတဲ့နော်အဲ့လိုမျိုးအစာလေးကိုကျွန်တော်စာဘက်ဖြစ်မှတ်တယ်ကျွန်တော်ဖတ်ဘူးတဲ့အဲ့လိုပဲတော့ဒီနေ့ကျွန်တော်တို့ဝิญကြီးရဲ့အတ္တနာမှာဒီကနေ့ကခက်ခဲတယ်နောက်ထပ်လာမယ့်နေ့ရက်တပိုခက်ခဲအောင်မယ်ဒါပေမဲ့လည်းနောက်ဆုံးမှာဘုရားသခင်ကြောက်လာတဲ့နေ့မှာအယံကိုတရားပြောရှင်တဲ့နေ့ရောက်မယ်ဒါမှလည်းလူလူပေါင်းပေါက်များစွာကအဲ့ဒီမနှက်ဖန်ဆိုတဲ့အမောင်တူထဲမှာပဲတည်ဆုံးနေကြတယ်တပတ်ခါဆိုတဲ့အလင်းလေးကိုမရောက်ဘူး ါမှမဟုတ်သင်တဲ့ကိုကျွန်တော်ပြောချင်တာကဒီကနေ့ခတ်ခဲ့မယ်မနက်ဖြန်ကိုပိုခတ်ခဲ့ခဲ့မယ်ဒါတပတ်ခါဆိုတဲ့အလင်းရောင်ကိုကျွန်တော်ရောက်ဖို့ဘုရားသခင်ရဲ့ဂတိတော်တွေကိုဆွဲခိုင်းပြီးတော့ဘုရားသခင်နဲ့အတူဆက်လက်ခြိတက်ဖို့ကျွန်တော်ခွန်အားပေးခြင်းနဲ့ဒီမှာမစုံသေးဘူးเนาะဆက်လက်ဖော်ပြထားသေးတယ်အာအခက်ခဲများကင်းသွားတဲ့အထိကျွန်တော်တို့သွားရမည့်လမ်းကိုတည်းရှင်းလင်းစွာမြင်တွေ့ရသည့်အထိကျွန်တို့စောင့်ဆိုင်းကြပါစို့ဟုမယုံကြည်သောသူတို့ကတီတိုတီတိုပြောနေကြတော့လေတဲ့ယုံကြည်သောစိတ်ကမူတဲ့ သူတို့ကိုမျော်လင့်လျက်အရာရာကိုယုံကြည်လျက်ရှေ့သူတိုးရန်ရဲမှန်အပြည့်ဖြင့်အားပေးတိုက်တွန်းနေပါသည်တဲ့အဲ့ဒီမှာတော့ခုနကကျွန်တော်ပြောပြပြလူတွေကအမျိုးမျိုးရှိတယ်တချို့ကတော့အာဒီရှင်းလင်းစွာမြင်တဲ့အထိယုံကြည်ခြင်းနဲ့မြင်တဲ့ဘုရားငါတို့အနောက်ကိုပြန်မယ်ဆိုတော့တီတိုတီတိုပြောကြတယ်ဒါဟုတ်တစ်ဖက်ကလည်းဘာပဲဖြစ်ဖြစ်အရှိ့ကိုပဲငါတို့ဆက်သွားမယ်ဆိုတော့ပြောတဲ့တစ်ဖက်ရဲမှန်အပြည့်နဲ့ပြောတဲ့တစ်ဖက်ရှိတယ်တဲ့ဒါကြောင့်မို့ကျွန်တော်တို့အဲကုတုသူများအတွက်တဲ့အမောင်တတန်းကြီးဖြစ်နေသောမိုးတိမ်ကြီးသည်တဲ့ဣသေလလူများအတွက်တစ်ဖက်လုံးအားအလင်းပေး၍ ၎င်းတို့လျှောက်လန်းရမည်အင်အားမြင်တွေ့စေသည့်မဟာအလင်းကြီးဖြစ်နေပါသည်ထိုနည်းအတူယုံကြည်သူများအတွက်အမောင်တို့နှင့်စိတ်ပြတ်စရာဖြစ်နေသည့်ကိုတော်၏အပြုအမူများသည်ယုံကြည်သောအသက်ဝိညာဉ်များအတွက် အလင်းနှင့်ငြိမ်သက်ခြင်းကိုဖြစ်စေပါသည်ထာရဖျားသခင်လမ်းပြတော်မူသည့်လမ်းခရီးသည်ဂန္ဓာရကိုဖြတ်သည်ဖြစ်စေပင်လယ်ကိုဖြတ်သည်ဖြစ်စေလုံခြုံသောခရီးလမ်းတစ်ခုဖြစ်ပါသည်ဆိုပြီးမှနောက်ဆုံး ာကြောင်လေးကအဲ့လိုမျိုးဆုံးသက်ထားတယ်ပေါ့နော်ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ကျွန်တော်ခွန်အားပေးချင်တာကတော့ကျွန်တော်တို့ဣတိလတွေကခါနန်ပြည်ကနေအာ sorry အဂရုပြည်ကနေပြီးတော့မှထွက်မြောက်ပြီးတော့မှသူတို့ရဲ့ဂတိတော်ဖြစ်တဲ့ခါနန်ပြည်ကိုသွားတဲ့အချိန်မှာလုံးဝကိုမလွယ်ဘူးဒါပေမဲ့သူတို့ရောက်တဲ့အထိဆက်သွားတယ်ဒီလိုပဲကျွန်တော်တို့ဒီကနေ့ဒီကျွန်တော်တို့ရဲ့လောကအဂရုပြည်ကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ကောင်းငင်ခန္ဓာဖျားသခင်ဂတိတော်ပြည်ကိုကျွန်တော်တို့သင်တဲ့ကျွန်တော်တို့ကဒီကနေ့သွားနေတာ နော်သင်နေကျွန်တော်ဒီကလေးကသွားနေချိန်မှာဆိုလို့ချင်းလွယ်ကူမှာမဟုတ်ဘူးဒါပေမဲ့လည်းလို့အာဒီနှုတ်ကပတ်တော်ပြောတဲ့အတိုင်းပဲတဲကန္နရာကိုကြော်သည်ဖြစ်စေပင်လန်ဒီကိုကြော်သည်ဖြစ်စေဘုရားသခင်ရှိတဲ့လမ်းဟာဆိုလို့ချင်းလုံခြုံစိတ်ချမှာဖြစ်ပါတယ်ဆိုပြီးမှဒီကနေ့ပေါ်ပြထားပါတယ်ဒါကြောင့်မလို့ဒီကနေ့သင်ငါးစာအပြင်လည်းခွန်အားရမလို့ကျွန်တော်ယုံကြည်တယ်အာကျွန်တော်တငယ်ချင်းလည်းရှိတယ်ပေါ့နော်သူကလည်းဥပုပ်နဲ့မှအလုပ်ရတဲ့သူဥပုပ်နဲ့မှအလုပ်ထွက်မယ်ဆိုလို့ချင်းတဲ့သူမိသားစုကိုသူဘယ်လိုမှထောက်ထောက်ပံ့နိုင်မှာမဟုတ်တော့ဘူးနော်အိမ်ဘိုးတွေ ကာဘိုတွေမိသားစုစားဝတ်နေရေးတွေရှိတယ်ဆိုတော့ပြောတယ်အဲဒီဒီသင်ခန်းစာလေးကိုသင်နားထောင်ရမယ်ဆိုလို့ရှင်တော့ဒီကနေ့ကျွန်တော်နောက်တစ်ခွန်အားပေးခြင်းနဲ့ပေါ့နော်အာဒီကနေ့ယုံကြည်ခြင်းအပြည့်အဝနဲ့သင်ဥပုံလေးကိုမလောက်ရတဲ့အလုပ်ကိုရှာဖို့ကျွန်တော်ခွန်အားပေးခြင်းနဲ့ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့တပတ်နှစ်ပတ်မှာလဲကျွန်တော်တို့ဒီဥပုသ်စာပြင်မှာကျွန်တော်တို့လေ့လာပြီးပြီးပေါ့နော်သင်ကြားရမှာပါဘုရားသခင်ကဂတိတော်အတိုင်းဒီအဂရုလူတွေကအဂရုပြန်ထွက်ဖို့ဂတိတော်အတိုင်းရှိတော်လဲပဲ ထွက်တဲ့ခါမှာတော့မလွယ်ဘူးဒီလိုပဲဥပုံနဲ့မှနားမယ်ဆိုလို့ရှိရင်ဘုရားသခင်ကဆိုလို့ရှိရင်အဘရာကောရဲ့ကောင်းကြီးမင်္ဂလာနဲ့အမွေဥစ္စာကိုကျွန်တော်ပေးမယ်လို့ပြောတော့လဲတကယ်တမ်းနားတဲ့ခါမှာတော့လွယ်ကူမှာမဟုတ်ဘူးเนาะသင်အခုနေသင်မယုံရင်သင်ဥပုံနဲ့မှနားနေတော့သင်အလုပ်ထွက်လိုက်ပါသင်မယုံရင်ထွက်ကြည့်သင်ပါဖြစ်သွားမလဲဟာဘုရားသခင်ကသင်ကိုလမ်းတွေဖွင့်ပေးပြီးကောင်းကြီးတွေပေးမလားမထင်နဲ့သင်ဒုက္ခရောက်တော့မှသိကြတယ်သင်အိမ်နေအိမ်မရှိရာမရှိဖြစ်သွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ရှာရက်မေရှက်ဗီဒီနီကောကိုကြည့်လေ သူတို့မီးထဲရောက်ရောက်သွားတာပဲ啊ကျွန်တော်တို့လည်းအဲ့လိုမျိုးရောက်သွားမှတေးကြတယ်ဒါမှမဟုတ်ကျွန်တော်မီးထဲမှာအဆုံးသတ်မှာမဟုတ်ဘူးလေနော်ကျွန်တော်တို့အဲ့ဒီဆင်းရဲဒုက္ခတွေမှာအဆုံးသတ်မှာမဟုတ်ဘူးตายရပြောရှင်စားအဆုံးသတ်မှာဖြစ်တယ်အဲ့ဒီအဆုံးသတ်ကိုကျွန်တော်တို့မျော်လင့်ဖို့ဖြစ်တယ်နော်ဒါမှမဟုတ်အားလုံးကိုဖျားသခင်ခွန်အားနဲ့ကောင်းကြီးကိုပေးပါစေလို့ဒီကနေ့ကျွန်တော်ဆုတောင်းပါတယ်နော်ဒီကနေ့သင်္ကန်းသားတလောက်ပဲဖြစ်ပါတယ်